ကျွန်တော်တော်လိုင်းရင်နားမယ်ဆိုတော့ချိုချိုတိုင်းသူတို့မျက်နှာမြင်ပြီကျွန်တော်နားမယ်ဆိုတော့အချိုချိုလိုက်မယ်ဆိုတော့သူတို့လေဘင်းကိုနင်းတယ်လို့ပဲနားနားအောင်ကပ်ပြောတာကပ်ပြောတော့အဖေသွားတဲ့ရှေ့တော့မရမိုးလင်းသားတိုက်ပွဲကွန်မှာဖြစ်တော့အဖေလည်းမရှင်းတော့ဘူးပေါ့နော်ဒါတော့ကျွန်တော်မိဘကိုစော်ကားတာမဟုတ်ဘူးအဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်အနေထားဆိုတော့ဟိုအဖေတယောက်ဘလို့မှမရနိုင်တော့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တယ်အနေနဲ့အဖေသွားတဲ့ရှေ့တော့ဆိုနားနဲ့ကပ်ပြောလို့ရှိရင်ပါအဖေလည်းသားလည်းကောင်းနားတော့လည်းမသိဘူး ကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်တော်လရဲ့တတတူဦးဖြစ်တဲ့ရဲဘော်မောင်မောင်တော့ဟာကင်ဆာရောဂါကိုပြင်းထန်ခံစားနေရတဲ့ဖခင်ရင်ဖြစ်သူကိုကြည့်ရတော့တာကြောင့်တတတတနဲ့ဘဝကူးစေဖို့ဆန္ဒပြုခဲ့ပြီးတဲ့နောက်မှာဖခင်ဖြစ်သူဟာသူ့ရဲ့လက်ပေါ်မှာပဲဆုံးပါသွားခဲ့ပါတယ်။ နှစ်ရက်ကြာမှာပဲရဲဘော်မောင်မောင်တို့အတွက်တပူပေါ်နှစ်ပူဆင့်ဆိုသလိုသူ့အတွက်ဒုတိယဖခင်လို့ခေါ်ဆိုရမယ်သူတို့တပ်ဖွဲ့ရဲ့ဒူရင်မှုကိုလည်းစစ်မြေပြင်မှာဆုံးရှုံးခဲ့ရပါတယ်။ရပိုင်းတွင်မှာပဲချစ်ခင်ရသူနှစ်ဦးကိုတပြိုင်နက်တည်းဆုံးရှုံးသွားတာဖြစ်ပါတယ်။ ရမပင်ခရိုင်အမတ်6တပ်ရင်းမှာစေတဝန်ခံအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မမောင်တို့ဟာ2022ခုနှစ်အတွင်းကစစ်ကောင်စီတပ်နဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲတစ်ခုအတွင်းမှာစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကိုနှိမ့်မိပြီးခြေထောက်ထိခိုက်ခဲ့ရသူလည်းဖြစ်ပါတယ်။ 2025ခုနှစ်ဇူလိုင်လ28ရက်နေ့ကကင်ဆာယောဂါကိုအပြင်းထန်ခံစားနေရတဲ့ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်မှာရှည်ရန်ထွက်ရဖို့ကလည်းအချိန်နီးကပ်နေတာကြောင့်အဖေတွားစရာရှိတာတွားဖို့ရှည်ရန်အတွက်စိတ်လောနေရင်ပြောခဲ့ပါတယ်။နာနာဟောကပ်ပြောတာကပ်ပြောတော့အဖေတွားစရာရှိရတော့မရမိုးလင်းသားတိုက်ပွဲကွန်မှာဖြစ်တော့အဖေလည်းမရှင်းတော့ဘူးပေါ့နော်ဒါတော့ကျွန်တော်မိဘကိုစော်ကားတာမဟုတ်ဘူးအဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်အနေထားဆိုတော့ဟိုအဖေတယောက်ဘလို့မှ ရနိုင်တဲ့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တဲ့အနေနဲ့အဖေသွားဆက်ရှိရသွားဆိုနားနဲ့ကပ်ပြီးလို့ရှိရင်အဖေလည်းတားလာကောင်နားတော့လားမသိဘူးကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးမှသူ့အတွက်ဒုတိယဖခင်လို့ခေါ်လို့ရပြီးလေးစားအားကြရတဲ့ဒူရဲမှုကလည်း2025ခုနှစ်ဇူလိုင်လ30ရက်နေ့မှာဈေးပြူကုန်ပြူရွာစခန်းသိမ်းတိုက်ပွဲအတွင်းကြဆုံခဲ့ရပြန်ပါတယ်နောက်ထပ်ကြီးကြီးမားမားပေးဆက်ရတဲ့ခုကကျွန်တော်ရဲ့ဒုတိယဖေထပ်ပြီးပေးဆက်ရတာပေါ့နော်ဒူရဲမှုဥကံခေါ်ဖို့ဆက်မုန်းပေါ့ ဲ့ချိန်မှာကပြည့်စက်တယ်ကျွန်တော်ဒီအယောင်လေးကိုမြင်တိုင်းဒူရင်မှုလည်းသတိရတယ်ဒူရင်မှုလုပ်ရည်တွေကိုလည်းခုချိန်ထိအမှတ်ရရှိသေးတယ်မို့ရှိသေးပေါ့ဒူရင်မှုကြပြီတဲ့နောက်ဆုံးကျွန်တော်အခုခြေတော်တစ်ဖက်မတန်တော့ဘူးဒူရင်မှုရဲ့ကိုသားနှစ်ဆကျွန်တော်ပြန်ကြိုးစားမှာနှစ်ဆရအောင်ကိုကြိုးစားမှာခြေတော်ပါပြတ်နေပါလိကျွန်တော်အသက်ရှင်နေရွေးကျွန်တော်ကတော့ဒူရင်မှုရဲ့ကိုသားရောကျွန်တော်အရင်ရှေ့ရှေ့မှာကြာသွားတဲ့ရဲဘော်တွေရဲ့ကိုသားကျွန်တော်တော်လိုင်းရင်နားမယ်ဆိုတော့ချိုးချိုးတိုင်းသူတို့မျက်နှာမြင်ပြီ ကျွန်တော်နားမယ်ဆိုတော့အချိုးချိုးလိုက်မယ်ဆိုရင်သူတို့ရဲ့ level ကိုနင်းတယ်လို့ပဲစိတ်တကြရာတွေရှိနေပြီမဲ့တော်လန်ရုပ်ကိုမစွန့်လွတ်ပဲစာဆုံးခဲ့ရသူတွေကိုအောက်မေ့ပြီးရှေ့ဆက်စ조사နေတယ်လို့သူကပြောပါတယ်ပင်ပင်တီပြူရမအခြေဆိုင်တဲ့စစ်ကောင်စီတပ်ကို2022ခုနှစ်စနေလပိုင်းအတွင်းတွားရောက်တိုက်ခိုက်စဉ်ကစစ်ကောင်စီထောင်ထားတဲ့မိုင်းကိုနင်းမိပြီးခြေထောက်ထိခိုက်ခဲ့ရပြီမဲ့လေရှေ့တန်းတွေမှာတိုက်ခိုက်ရေးအနေနဲ့ဆက်လက်ပါဝင်နေတယ်လို့နောက်ပိုင်းရှေ့တန်းမလိုက်နိုင်တော့တဲ့အချိန်မှာလေစေမှုအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ တော်လရင်မှာဆုံးရှုံးခဲ့ရတဲ့ရဲဘော်တပ်သားတွေကိုစားသွေးကြေးဆွဖို့အတွက်အရင်ကထက်2ဆ3ဆပိုပြီးစူးစမ်းသွားမယ်လို့ရဲဘော်မမောက်တို့ကပြောပါတယ်။ဒီမှာနင်းနေမှာ